ဒီနေ့ပြောပြခြင်းတဲ့အကြောင်းလေးရတော့ကျွန်တော်တို့ငင်းငင်းလေးကတင်းနေတဲ့ဆုံးမာကြီးကိုသိဆုပ်ဖို့ကောင်းတော့ဒီဆာလန်နေပေကလာလေဘလို့ဖြစ်လာလေဆိုတဲ့အကြောင်းနဲ့ပြောပြခြင်းပါဒီအကြောင်းကိုပြောရင်ဒီအကြောင်းပြောဖို့အကြောင်းဖန်လာတာဟာကျွန်တော်စာအုပ်တအုပ်ဖတ်မိပါတယ်စာအုပ်နာမည်က Nexus ပါ ရှိရလူဟာယူဘောနိုရာဟာရာရီပါသူရဲ့အခန်းနံပါတ်၄ကိုဖတ်လိုက်တဲ့အချိန်မှာ witches လို့ခေါ်ရဲဆုံးမကြီးအကြောင်းပင်အားဖြစ်လာလင်းဆိုတာသူစပြောပါတယ်ဆိုကျွန်တော်ဖြစ်လာတဲ့အကြောင်းရင်းသူရေးထားတာရေးကျွန်တော်သူ့ဒေသနာနဲ့နင်းထုတ်ထားတာရေးပေါင်းပြီးကျွန်တော်ပြောပြပါဒီစာအုပ်ကိုရှိရလူ Henry Kramer ချမ်းမှန်လူမျိုးပေါ့ဗျာသူကလူတွေကိုဒီတရားဆွဲဖို့လုပ်တဲ့အချိန်မှာသူ့ရဲ့အကြောင်းပြချက်ကဒီလူတွေကစုံကတော့အကြောင်းအရာတွေလုပ်တယ်ဆိုပြီးအကြောင်းကအဲ့ဒီအချိန်မှာဂျာမနီရောဘာရောမှာအာနာရှိရတူတွေကခရီးရန်ဖုံးကြီးတယ်သူနေကခရီးရန်ဖုံးကြီးကသူလုတ်တာဟုတ်ဘုံမကြောက်မကြောက်တော့သူ့ကို ူနေရင်အလုပ်ဖြုတ်လိုက်ပြီးတော့သူ့ရဲ့ခုနတရားဆွဲပြီးထောင်ချဟာရီတွေကိုတော့လွှတ်လိုက်တယ်။အဲ့ဒီမှာဟင်ရင်းကတော်တော်လေးကိုမကြည်မနက်ဖြစ်သွားပြီးတော့နှစ်နှစ်လောက်တောင့်သွားတယ်။ပြောက်သွားပြီးတော့သူကအဲ့ဒီမှာဆုံးဆိုတာတကယ်ရှိတဲ့အကြောင်းဘလို့တော့ဘလို့လုပ်တဲ့အကြောင်းအဲ့အရာအလုံးကိုသူကစောက်တုပ်ကြီးလာ။စောက်နမေကလက်တန်ရိုဆိုလို့ရှိရင် Melius Maleficarum အင်္ဂလိပ်လိုဆိုရင် the hammer of witches လို့ခေါ်တယ်။ Jehovah ဆောက်ကထောင်186 89နှစ်လောက်မှာဒီဆောက်ကထွက်လာတယ်။ဟမ်ထောင်က46ဒီထောင်186ထောင်186ဆောက်ပန်းပန်းရိုက်တယ်။တစ်ချိန်ထဲမှာပဲဒီဆောက်ကနာမည်ကြီးစရာအကြောင်းပါလာတယ်။ဆိုအလုံးကြားဘူးကြောင်ပထမဦးဆုံး စာပုံနှိပ်တိုက်ဖြစ်တဲ့ Gutenberg Germany ရပဲ Gutenberg printing ရတယ် twin အဲ့ဒီမှာတဲ့တခါ Korean ပုံကြီးပါလာပြန်တယ် Korean ပုံကြီးတွေက Gutenberg ဘလောက်ပဲထွက်ထွက်စာလီကိုသူတို့ကထင်းတလို့ပေးမကူမင်းတို့စာအုပ်တွေကိုရိုက်ချင်တယ်လို့ရိုက်လို့မရဘူးသူတို့ကထိန်းထားတယ်အဲ့ဒါနဲ့စာအုပ်တွေကမထွက်ဘူးဒါပေမဲ့ဒီစာအုပ်ထွက်လိုက်တဲ့အချိန်မှာ အရင်ရောင်းကောင်းပါတယ်ဆိုတော့ရောင်းကောင်းနေဆိုထုံးစံအတိုင်းရိုက်တဲ့လူကလည်းစာရစတဲ့နဲ့အမြတ်ထွက်တယ်စက်တီလည်းပို့ပြီးတော့သုံးလာတယ်ဆိုတော့လုပ်ငန်းကြီးတာတော့အဲ့ဒီမှာကြီးကြီးဖြစ်လာဘလောက်တောင်ကြီးကြီးရလဲဆိုတော့စံငါရစုမတိုင်မီအထိလက်ခေရစာအုပ်ပေါင်းပါဆက်တဲ့သန်းလောက်ပဲရှိဒါပေမဲ့စံငါရစုနှစ်တွဲရောက်တဲ့အချိန်မှာ စာအုပ်ကြိုက်ထားတဲ့စာအုပ်ကစံဟာသံဖြစ်သွားတယ်။အဲ့လောက်မြင်တယ်။တချိန်ထဲမှာပဲအဲ့လိုစာအုပ်ရိုက်တဲ့ဥစားအရင်ကြီးသွားတဲ့အတွေ့အကြောင်း16ရာစုမှာနာမည်ထွက်လာတဲ့ကဘာကနီကိုပတ်သွားတယ်လို့ပြောတဲ့ကိုပနီကရစ်တိုကာလီလီယိုတို့ရဲ့အတွေ့အခေါ်ယူဆတွေရတယ်လူတွေအများကြီးစီရောက်ဖို့အကြောင်းဖန်လာတယ်ဒီဥစားဟို Yuvon Hararia ဘလို့ပြောလဲဆိုတော့ဒီဆုံးမစာအုပ်ကိုပြန်သွားအောင်လုပ်ပေးတဲ့ဥစ္စာကနံပါတ်၁ကလူတွေကလည်းဝေချင်ရမယ်ရိတ်နိုင်အားလည်းရှိရမယ်ရိတ်တဲ့လူကလည်းအမျက်ထွက်ရမယ်အကုန်လုံးပေါင်းလိုက်တဲ့အချိန်မှာဒီစာအုပ်ကအရန်ကိုရှိုက်ရတဲ့အခြေအနေရှိအဲ့ဒီစာအုပ်ကဘလောက်တောင်ချက်ရလဲဆိုရင်ဆံငါးရာစုတစ်ခုတည်းမှာပဲရှစ်ခေါက် 8 edition ထူထွက်တယ်1690ရောက်တဲ့အချိန်မှာနောက်ထပ်16 edition 16ခေါက်ထပ်ရိုက်လိုက်ရတယ်ဒီစာအုပ်ချုပ်ဆုံးဆိုတာဖြစ်လာတယ်လူတွေအများကြီးကဖတ်မိပြီးတော့ဒီဥစ္စာတကယ်ဖြစ်လားဆိုတာရှိတာဆိုယုံကြတကယ်တမ်းတော့ပြစာအုပ်ကလူတယောက်စိတ်ဆိုးပြီးတော့ဒါဖြစ်ပြီး ရေးထားတဲ့စာအုပ်တော့အဲ့ဒီစာအုပ်ကြောင့်1428နဲ့1436မှာစုံဆိုပြီးတော့တိမပြုခံပြီးလူ200လောက်သက်ခံထိနောက်ပိုင်းမှာလူတီးထက်ပိုပြီးသက်ခံထိတယ်မိသားစုလိုက်ဖွဲ့လိုက်သက်ခံထိလေစုံစာအုပ် hammer of witches ကြောင့်အခုကဘာဝမှာရှိနေစုံနေ three so pokemon vampires day the cha ဝန်ဘရွေဒီဒီဥစားတွေအကုန်လုံးဖြစ်လာကြအဲ့ဒီမှာ Harari ပြောချင်တဲ့အကြောင်းကဘာလဲဆိုတော့မကောင်းတဲ့အကြောင်းမဟုတ်တဲ့အကြောင်းလူတွေစိတ်ဝင်စားတဲ့အကြောင်းကိုထုတ်လို့ရှိရင်ဒီစာအုပ်တွေကပြန့်လွယ်ပြီးတော့မဟုတ်တဲ့အရာဟုတ်တာဖြစ်လာတတ်ပြီးတော့လူတွေကိုဒုက္ခပေးတတ်တယ်ဆိုတဲ့အကြောင်းကိုသူကပြောချင်တာပါအခုခေတ်မှာဆိုလို့ရှိရင် Facebook မှာလည်းအတူတူပဲ ခုနကစိတ်တဲ့ကော်ဒင်ဘာစန်နေစေစာပုံနေစေခါဘာမှလောက်တောင်အသက်လည်းမရှိဘူး तू ကဘာမှလည်းမဖန်တီးနေ तू ကဘာမှမလို့ तू အလောက်က तू ပေါ်စာရွက်တင် तू ကစာရွက်ကိုမင်းနဲ့တန်ထုတ်ပြီ Facebook လည်းအတူတူပဲ तू စီကိုစာတင်လိုက်ရင် तू က तू ရဲ့ algorithm နဲ့လူတွေကိုဖြန့်ပေးမယ်လူများများကြည့်ရင်များများရောက်တယ်လူနည်းနည်းကြည့်ရင်နည်းနည်းပဲရောက်တယ်အဲ့တော့အကောင့်အမှန်တွေကိုရေးလို့ရှိရင်နည်းနည်းပဲရောက်တယ်မကောင်းတာတွေ ဖြစ်နေတာတွေပြောလို့ရှိရင်လူမြောင်များစီရောက်တယ်ဆိုတဲ့သဘာဝကိုအဲဟိုဘဟရဲကပြောချင်တာပါခုလိုနားထောင်ပေးတဲ့အတွက်ကျေးဇူးအများကြီးတင်ပါတယ်